စားရက်ကလေးကဒီခေါင်းလုံးကျိုးနေတဲ့ကိုတန်းဝင်ရင်ဒီပုံစံလေးကပဲကျွန်တော်ထွက်နိုင်မှာမဟုတ်ဘူး။အဲဒါကျွန်တော်တို့ကဒီ independent ရုပ်ရှင်ကနိုင်ငံတိုင်းမှာရှိဖို့ဆိုတာကိုကျွန်တော်တို့ကတောင်းနေတဲ့ဟိုအဲဒါကျွန်တော်တို့အဓိက promote လုပ်တာဖြစ်တယ်ပေါ့နော်။ဒီ event မှာတော့ဝတ်သံရုပ်ရှင်ပွဲတော်မှာဆုရခဲ့တယ်။ director နှင်းအိလိုင်း director မီမီလွင်ဝတ်တန်ရုပ်ရှင်ပွဲတော် organizer ကိုသိတ္တီတို့ဝင်ရောက်ဆွေးနွေးကြတာဖြစ်ပါတယ်။ဖန်ပြီးမှုကိုဦးစားပေးထားတဲ့လူငယ်နှုပညာရှင်တွေကို အချင်းချင်းယဉ်နိမှုရစေဖို့နဲ့အချင်းချင်းပူးပေါင်းဆောင်ရွက်ပြီးရုပ်ရှင်လောကကို တိုးတက်စေဖို့ရည်ရွယ်တယ်လို့အင်ဒီဒေးဗစ်ကအခုလိုပြောပြခဲ့ပါဗျ။ Just I suppose that actually ကျမရဲ့အမြင်ကတော့မြမရုပ်ရှင်ဗီဒီယိုကဈေးကွက်စီးပွားရေးကိုပုံမဦးစားပေးနေပေမဲ့ independent fan တွေကတော့ဖန်တီးမှုကိုပို့ပြီးဦးစားပေးပါတယ်။နောက်တစ်ခုကတော့ equipment ပိုင်းမှာ အခုဝတန်ရုပ်ရှင်မှာပြသသွားတဲ့ independent fan တွေအားဆိုရင်အရန်ကိုအထင်ကြီးဖို့ကောင်းပါတယ်။ ဤကွေးမဲ့ပိုင်းသာပုံမို့ကောင်းမွန်လာမယ်ဆိုရင် အခုတည်းပို့ပြီးကောင်းမွန်လာလိမ့်မယ်လို့ယုံကြည်ပါတယ် Independent Film ရဲ့အဆုံးသက်ဟာခံမှန်းလို့မရသလိုအမှုပညာပုံစံပြီးမြန်မာရုပ်ရှင်ဇာတ်ကားတွေနဲ့ကွဲပြားပါတယ်လို့ဝတ်တန်ရုပ်ရှင်ပွဲတော်မှာ Best South East Asia Documentary Award ကိုရရှိသွားတဲ့ Director Mimi Lin ကဆိုပါတယ် ညီမသားတွေမှာညီမတို့ပေါ့နော်ဟိုဘယ်လိုပြောမလဲတခုခုရည်စရာဟာတာတခုပါတယ်ဆိုလို့ရှိရင်ညီမတို့ကအဲ့ဒါကြီးကဟိုအရင်လှုပ်ရည်လှုပ်ရည်အောင်လို့မရည်ရည်အောင်လို့ထားလို့မျိုးဖြစ်နေရဲ့အဲ့လိုမျိုးအဲ့တခုသတိထားမိရဲ့နောက်တော့ကြလို့ရှိရင်တခုကိုကြည့်လိုက်တာနဲ့ညီမတို့ကအဆုံးသက်ကဘာဖြစ်သွားမလဲဆိုတော့ညီမတို့ကြိုပြီးတော့တည်ရပါတော့ဟိုမှတ်တမ်းရုပ်ရှင်ဆိုတာကြတော့ဟိုကျွန်တော်မှန်းလို့မရဒါရိုက်တာကသူကဘာရွေးချက်နဲ့ရထားရလဲမသိတော့နော်ကြိုရှင်ကျွန်တော်တို့ကဒီဟာကျွန်တော်မှတ်တမ်းရုပ်ရှင်မှာကြအဓိကဘာကြဆိုအမှုပညာပို့ပြီးတော့ဒီစားပြီးဖြစ်တယ်ဟိုအပြင် င်ကမြန်မာလူရှင်ကားတွေလို့ဒီပြည်တဲ့ကြိုက်အောင်ဟိုဝင်ငွေကောင်းအောင်ပေါ့နော်ဒီကတကားစီကနေဟိုပြည်တဲ့စီက Orient နေများပြီးတော့ဟိုဒီကရဲ့ဝင်ငွေပြန်ရအောင်ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးမဟုတ်ဘူးနောက်တော့ကျနုပညာဦးစားပေးလို့တာပေါ့နော် Period at period ရုပ်ရှင်နဲ့ Best of Lin Edward ကိုရရှိသွားတဲ့ Director နေ့ဤလိုင်းကတော့နောက်နှစ်အတွက်ဒရိစံလေးတွေရဲ့ခန်းစားချက်တွေကိုပုံဖော်တဲ့ shuffling ကိုရိုက်ကူးသွားဖို့ရှိပြီးစုရတာမရတာထက် အမှုပညာကိုအကောင်းဆုံးဆက်လုပ်သွားမယ်လို့ဆိုပါရယ်။ကျွန်မကအခုတော့ဟိုဟာတရိတ်ဆန်လေးတွေပေါ့နော်စိတ်ဝင်စားရယ်ပေါ့နော်ကျွန်မတရိတ်ဆန်တွေရဲ့ခံစားချက်ကဘယ်လိုရှိမလဲပေါ့နော်အဲ့ဒါကိုကိုယ်စိတ်ထဲမှာအမြဲတမ်းတွေးနေရယ်ပေါ့နော်ကျွန်မတရိတ်ဆန်နဲ့ပတ်သက်တဲ့ကားစကားမျိုးလိုက်ဖြစ်နေလို့ထင်ပါတယ်။စူးရတာမရတာထက်ကိုပေါ့နော်ကျွန်မဝါသနာပါတဲ့အဲဒီအမှုပညာလုပ်ငန်းကိုပေါ့နော်ကျွန်မဆက်ပြီးတော့ ုတ်သွားမယ်အဆက်ကားကောင်းနေပေါ့နော်ကိုယ့်အကူကိုရိုက်အောင်ရိုက်ရိုက်နိုင်အောင်ကြိုးစားမယ်ပြီးတော့ဟိုအမှုပညာရှင်ကောင်းတယောက်ဖြစ်အောင်ပေါ့နော်ကျွန်မကြိုးစားသွားမယ်ပေါ့